ားလုံးပဲမင်္ဂလာပါကိုကြီးပေါ့ရဲ့ official YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဗျာဒီအပိုင်းထဲမှာကျွန်တော်ရဲ့ YouTube channel ကနေအစီအစဉ်လေးတွေကိုတင်ဆက်တာပြက်ကွက်ခဲ့တာတွေရှိပါတယ်အဲ့အတွက်လည်းကျွန်တော်ချက်တော့ကျွန်တော်အားပေးနေကြတော့ပေးသက်များမိဘပြည်သူများအားလုံးကိုကျွန်တော်ဒီနေ့ကနေကျွန်တော်တောင်းပန်ပါတယ်အဲအဲကျွန်တော်ရဲ့တခြားအလုပ်လေးတွေနဲ့သင်တန်းလေးတွေနဲ့တခြားပါညာစမကလာလေးတွေနဲ့ကျွန်တော်နည်းနည်းအလုပ်ရှုပ်နေတဲ့အတွက် ပုံမှန်ရိုက်ပေးရမယ်တောင်းကနေပြက်ကွက်ခဲ့တယ်เนาะအခုတော့ဒီနေ့တော့ကျွန်တော်ပြန်လာပါပြီဒီတဲ့ကောင်းတဲ့အစီအစဉ်တွေကိုလုပ်ပေးဖို့အတွက်အစီအစဉ်တွေရှိပါတယ်ဒါပေမဲ့ကျွန်တော်စိတ်အခြေအနေရတချို့အရာတွေကအဆင်မပြေတဲ့အတွက်အဲဘေးသက်ဘာလို့ကြိုက်မဲဘာလို့ဘာလို့ဘလို့ဟာမျိုးတင်ဆက်ရင်အဆင်ပြေမဲသဘောကျမဲဆိုတာသိပေမဲ့လဲအဲကျွန်တော်ဒီဆောက်နေရစဲကာလမှာတော့ကျွန်တော်ခက်ခဲတွေစိတ်ပိုင်းဆိုင်ရာပေါ့နော် ဟိုဘော conflict တွေဖြစ်နေရပါတော့အတွင်းစိမ့်နဲ့အပြင်စိမ့်နဲ့အပြင်စိမ့်နဲ့ပေါ့နော်အဲ့လိုလေးဖြစ်နေတဲ့အတွက်အဲကျွန်တော်မကြခင်မှာတော့စီစဉ်ကောင်းလေးတွေဆက်နိုင်ဖို့အတွက်ကျွန်တော်ကြိုးစားပါမယ်အခုလောလောဆယ်တော့ပုံမှန်ပြောနေကြအတိုင်းပဲအဲကျွန်တော်တို့လက်ရှိတော်လိုင်းရေးအခြေအနေတွေရဲ့နောက်ပြီးလို့ရှင်လက်ရှိအရေးကြီးဆုံးကတော့လက်ရှိရွေးကောက်ပွဲအထူးအောင်ရွေးကောက်ပွဲပေါ့နော်အထူးအောင်ရွေးကောက်ပွဲမှာ အသူတွေကဘယ်လိုပုံစံမျိုးတွေနဲ့ပါဝင်ပြီးတော့အဲလူရောင်ရေကောက်ပွဲဖြစ်မြောက်ရေးအတွက်တကယ်မအားလားစကားမเนาะဒီလိုမျိုးတွေကနေအဲဘယ်လိုတွန်းအားပေးဖိအားပေးပြီးတော့ပြည်သူတွေပေါ်မှာအနိုင်ကျင့်နေလဲဆိုတာတွေကိုဒီနေ့တက်ဆက်ပြီးမှာဖြစ်ပါတယ်ဗျာ Okay ပါဒီနေ့ကတော့ဒါပြောရမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့ ဒေါ်လာရေးဘက်ကဒေါ်လာအင်အားစုတွေကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ဒီဘက်ကဒေါ်လာရေးဓမ္မဘက်တော်သားတွေပေါ့လေဓမ္မဘက်တော်သားတွေရဲ့နေရာတွေကိုစစ်ဆောင်ရောစစ်မဆောင်ရောအရသာပြည်သူတွေအကြောင်းတွေရောအဲဒီမိုကရေစီကြတဲ့ရွေးကောက်ပွဲကိုလှုပ်ပေးမယ်ဆိုတဲ့စစ်တပ်ကြီးကနေလို့ရှင်ဘုံတွေကျင်းနေစေเนาะအမီးတွေရှို့နေစေเนาะဖမ်းဆီးနေစေပြည်သူတွေကိုအတင်းအဓမ္မစစ်မှုထမ်းဖို့အတွက် ခေါ်ဆောင်နေသေးပဲဆိုတာကတော့ဟာထရီထူးထူးပြောဖို့လိုမယ်လို့ကျွန်တော်မထင်ပါဘူးညာတော့အရေးကြီးတာကလက်ရှိကာလပေါ့လေလက်ရှိကာလမှာအထူးရောင်ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်အသေးအံပရက်ရှာပေးပြီးတော့အထူးသဖြင့်တော့အမှုပညာသမားတွေပေါ့ရုပ်ရှင်သဘင်ဂီတပေါ့လေစပေတော့မပါဘူးပေါ့နော်ရုပ်ရှင်သဘင်ဂီတမှာရှိတဲ့အဲအမှုပညာသမားတွေအထူးသဖြင့်ရုပ်ရှင်သမားတွေကိုမဲတာပုံများတယ်ပေါ့နော်အဲဒါကလည်းအကြောင်းအရာတွေရှိတာပေါ့ဗျာနော် အခုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအခက်အခဲဆုံးအကြမ်းတမ်းဆုံးအခြေအနေတွေကိုစစ်ကောင်စီကနေပြီးလို့ရှိရင်စကမဆိုတဲ့နာမည်နဲ့အတူတူဒါရွေးကောက်ပွဲကိုလုပ်မယ်လုပ်ပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကိုတရားဝင်လူသက်ခွင့်တရားဝင်မီးရှို့ခွင့်တရားဝင်အနိုင်ကျင့်ခွင့်တွေရဖို့အတွက်ရွေးကောက်ပွဲကိုလုပ်နေတယ်ကိုလက်ရှိရွေးကောက်ပွဲကတော့အားလုံးသိတဲ့အတိုင်းပဲဒါအတူအယောင်ရွေးကောက်ပွဲပဲ ဒီရွေးကောက်ပွဲကနေလို့ရှင်ပြည်သူတွေအတွက်ဖက်ပေါက်လမ်းတစ်ခုဖြစ်လာမှာမဟုတ်ဘူးဒါလုံးဝသိကြတယ်ဒီရွေးကောက်ပွဲဒီစစ်ကောင်စီကသူတို့စစ်တပ်ကအရင်တုန်းကပြည်သူတွေအပေါ်မှာဟာလာစစ်ဥတွေမဲ့ပြုကျင့်ခဲ့တာတွေအားလုံးကိုသူတို့တွေကနေရုံထွက်ဖို့အတွက်သူတို့တွေထွက်ပြေးလို့ရမယ်အပေါက်တပေါက်ကိုသူတို့ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်အဲ့တော့ရွေးကောက်ပွဲကြီးကအားလုံးလည်းသိတယ်ဒီစကားတွေကလည်းကျွန်တော် အချင်းချင်းထပ်ထပ်ပဲပြောနေရတာပြောနေရအောင်ပါပဲ။ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲကသူတို့ကနေပြီးလို့ရှိရင်အတင်းအာဓမ္မဒါရွေးကောက်ပွဲကိုလုပ်နေတဲ့ဒီရွေးကောက်ပွဲကတူရောင်ရွေးကောက်ပွဲဖြစ်တဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများရဲ့ထွက်ပေါက်မဟုတ်ဘူးစစ်တပ်ရဲ့ထွက်ပေါက်တာလင်းဖြစ်တဲ့စစ်စစ်တပ်ကသူတို့ရဲ့ပြစ်မှုတွေကိုဟိုဖြေလျှော့ပေးလို့ရနိုင်မယ်နောက်ထပ်လမ်းကြောင်းတစ်ခုနောက်ထပ်ထွက်ပေါက်တစ်ခုနောက်ထပ်လမ်းတစ်ခုသူတို့ရှာဖွေတာဖြစ်တဲ့ အဲ့တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကဒီရွေးကောက်ပွဲကိုထောက်ခံလိုက်တာအားပေးလိုက်တာမဲပေးလိုက်ပြီးဆိုတာနဲ့အခုဆိုရင်ကြည့်ကြည့်ဗျာပြည်သူတွေရဲ့ဘဝပြည်သူတွေရဲ့အနာဂတ်ပြည်သူတွေရဲ့အဲစိတ်ခံစားချက်အရအတင်းလေးပါလေးပြောတာထားလိုက်အတင်းပြောတယ်ပဲဖြစ်ဖြစ်ဗျာကွဲရမှာပြောတယ်ဖြစ်သွဲဝိုက်သုံးနည်းနဲ့ပြောတာလေးတောင်ပြောခွင့်မရရေးအတွက်ကိုပဲဟလာဖန်ဆီးတယ်ဟလာထောင်ချတယ် ခေါ်စစ်ဆေးတယ်ဆိုတာမလုံခြုံမှုတွေပေးနေတာပဲလေဟာလာ emoji ပေးတဲ့အသေးလေးပေးတာနဲ့အဲချက်ချင်းကိုအမှုဖွင့်ပြီးတော့ထောင်ချပလိုက်တာလို့ဒါမြန်မာနိုင်ငံမှာအများကြီးပဲဖြစ်နေတယ်ဒီဟာကိုသွားပြီးတော့ရွေးကောက်ပွဲကိုသွားပြီးထောက်ခံမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိုယ်တည်ရင်းကိုတူးလာနေအတူတူပဲဖြစ်လိမ့်မယ်အဲ့တော့မင်းအောင်နိုင်ကတော့မာလာဥဆောင်တဲ့အဲဒီစက္ကမကတော့တေချာဘောရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ပါပဲသူကလည်းပြောပြီးသား ဟလာဘာမှလာပြောမနေရွေးကောက်ပွဲဖြစ်အောင်ကိုလှုပ်လိုက်မှာသူကသူလူပဲနေအောင်ရှိရှိမဲပေးပေးမပေးပေးဟလာပြိုင်နေသူရှိရှိမရှိရှိသူကတော့ရွေးကောက်ပွဲကိုလှုပ်မှာအဲ့ကနေမှရွေးကောက်ပွဲအောင်မြင်ပါပြီဆိုပြီးတော့လူရှိရှိမရှိရှိအားပေးပေးမပေးပေးမြန်မာနိုင်ငံရဲ့လူဦးရေဘလောက်အဲဘလောက်ရှိနေတဲ့အထက်မှာဘယ်နေရာကန်တော့အားပေးမတော့ဘာလို့ညာတို့ဆိုတာလုံးဝကိုမထက်မစင်စားတော့ဘူးသူတို့သူတို့လှုပ်လို့ရမယ်လမ်းကြောင်းတွေကနေပြလို့ရှိရင်ဟလာ BR တွေရော ဟာလာအားအများကြီးပါပဲဒါသူတို့သူတို့နိုင်မဲ့လမ်းကြောင်းကိုပဲသူတို့သူတို့ရွေးချယ်လိုက်ပြီးရွေးကောက်ပွဲကြီးကိုသူတို့လုပ်ခဲ့တာအဲ့တော့ရွေးကောက်ပွဲကတော့တည်ကြတာအဲ့တော့ရွေးကောက်ပွဲကတော့ဖြစ်သွားမှာပဲရွေးကောက်ပွဲကတော့သူတို့ပဲရွေးကောက်ပွဲအောင်မြင်သွားမှာပဲဒါပေမဲ့ရွေးကောက်ပွဲကပြီးတော့ပြီးသွားမယ်သူတို့ရဲ့အရာတော့အောင်မြင်သွားလိမ့်မယ်ဒါပေမဲ့ရွေးကောက်ပွဲကြီးသည်ရုပ်ပြက်ဆင်းပြက်တဲ့ထောက်ခံတဲ့သူမရှိဘူးအကြံဖတ်မှုတွေမျိုးစုံနဲ့ပြည်သူတွေကိုအနိုင်ကျင့်ဗိုလ်ချုပ်ဥပဒေတွေချိုးဖောက်ပြီးတော့အာ ကစင်ကလေးအားနဲ့လှုပ်သွားတဲ့ရေကောက်ပွဲကြီးဆိုတာကမကြခင်မှာတွေ့ရပါပဲဒီဟာကိုကဘာကိုတွင်တွင်ကြဲကြဲနဲ့ခြားပြနိုင်ဖို့လိုတာပဲအဲ့တော့သိကြတယ်အဲ့တော့ဒီရေကောက်ပွဲကိုကျွန်တော်တို့ကသွားပြီးအားပေးလိုက်ပြီးဆိုတာနဲ့သူတို့ကဒီတဲ့ပူဆိုးတဲ့တင်းကျပ်မှုတွေဒီတဲ့ပူဆိုးသောအနိုင်ကျင့်မှုတွေဒီတဲ့ပူဆိုးသောဥပဒေတွေနဲ့အတူတူအားလုံးကိုတိုက်တဲ့အချိန်မှာ အဲထုတ်ရိုက်ပြီးတော့ချက်ပြုတ်စားတော့กินလို့ရတဲ့ကြက်ချင်းထဲမှာထည့်ထားတဲ့ချင်းထည့်ထားတဲ့ကြက်တွေလိုပဲသူတို့ကလုပ်ပါအားလုံးကပြောရရင်တော့ဗျာအချင်းဟိုထောင်နေထဲမှာကြထားတဲ့သူတွေကတော့ဟိုအကာအကာနဲ့အမိုးနဲ့အောက်မှာကြတာပါဗျာကျွန်တော်မြန်မာနိုင်ငံသားတွေကအကာလည်းမရှိဘူးအမိုးလည်းမရှိဘူးဒါပေမဲ့ဟင်းလင်းမြည်ပဲဒါပေမဲ့ဘာမှလုပ်ခွင့်မရမရတဲ့ထောင်သားတွေအဖြစ်နဲ့အချင်းသားတွေအဖြစ်နဲ့ရက်တီရှင်သန်ရမှာဖြစ်တယ် အဲ့တော့အဲ့ဒီလိုမျိုးပြည်သူတွေကိုအနိုင်ကျင့်တကယ်ကိုပြည်သူကလက်ခံထားတဲ့အစိုးရလက်ခံထားတဲ့အဲပြည်သူရွေးကောက်တင်မြောက်ထားလွတ်တော်ကိုယ်စားလှယ်တွေနဲ့နိုင်ငံခေါင်းဆောင်လူထုခေါင်းဆောင် NLD ပါတီဝင်တွေအားလုံးကိုထောင်သွင်းအကျဉ်းချတဲ့မြန်မာနိုင်ငံထဲမှာနေလို့မရအောင်ကိုမောင်းထုတ်တယ်နေလို့မရအောင်အကြမ်းဖက်ဆိုတဲ့ပုံစံမျိုးတွေနဲ့လှုပ်တယ်လှုပ်ပြီးတော့မှသူတို့အကြောက်ရဆုံးပါတီကိုရွေးကောက်ပွဲမှာ ပါဝင်ရှင်ပြိုင်နိုင်လို့မရအောင်လှုပ်လိုက်ပြီးတော့မှသူတကိုယ်တည်းပေါ့ဗျာသူသူတယောက်တည်းဆရာကြီးလှုပ်လို့ရတဲ့လူတွေပေါ့သူ့ကိုအိမ်ဖြည့်ပေးကြမဲ့သူတွေကိုပဲခေါ်ပြီးတော့ရွေးကောက်ပွဲကိုလှုပ်တာဒါဟာတကဘာလုံးဝလည်းသိတယ်ပြည်သူတွေလည်းသိတယ်ဒါပေမဲ့တချို့တွေကြပြန်တော့လဲမြန်မာနိုင်ငံတွင်းမှာနေကြတဲ့တချို့ပြည်သူတွေကြပြန်တော့လဲဘာဖြစ်လဲဆိုတော့သူတို့တွေကဟိုလှုပ်လို့မရအောင်လေသူတို့တွေကအဲ ူတို့လက်ထဲမှာရှိနေတာပေါ့ဗျအခုနပြောသလိုတိုက်တဲ့အချိန်မှာတိုက်တဲ့အဖြစ်တန်ပေးလို့ရတဲ့အကျဉ်းသားတွေအဖြစ်နဲ့အဲသူတို့ကကြိုးရှိခြင်းနဲ့လှန်ထားတာ哦အခုဆိုရင်ဆိုရှယ်မီဒီယာတွေမှာဆက်သွယ်ရေးဥပဒေတွေမှာသူတို့ကထိန်းချုပ်လိုက်ပြီးဖြစ်တဲ့အတွက်ဘယ်သူနဲ့ဘယ်သူနဲ့ဆက်သွယ်နေတယ်ဘယ်သူနဲ့ဘယ်သူနဲ့စာတွေဘာတွေပို့တယ်ဆိုတော့ကိစ္စအဒီကိုပါဘယ်သူနဲ့ဘယ်သူနဲ့ဘာဖုန်းဆက်တယ်เนาะဖုန်းထဲမှာဘာတွေပြောတယ်ဆိုတာဒီကိုပါ အာကိုင်းကိုင်းတွဲစစ်စေးထိမ့်ချုပ်ဖော်ထုတ်လို့ရတဲ့ပုံစံမျိုးတွေကိုလှုပ်လိုက်ပြီးတော့မြန်မာနိုင်ငံသားတွေအားလုံးဒီလွတ်လပ်စွာနဲ့တည်ကြပေါ်နေထိုင်ရှင်သန်ခွင့်မရတော့နောက်ဆုံးပိတ်ပြလေတောင်မှဝါဝရှူခွင့်မရတော့ဘူးဗျာနောက်ဆုံးပိတ်လောကီယူတော်မှာကောင်းကောင်းရှုခင်းနေလှပတဲ့ရှုခင်းတွေတော့ကောင်းကောင်းရှုမြင်ခံစားလို့မရတော့တဲ့အခြေအနေမျိုးတစ်ဖြည်းတစ်ဖြည်းနဲ့ရောက်လာပြီရွေးကောက်ပွဲပြီးသွားလို့သူတို့ကကျွန်တော်တို့က အဲဒေချာပေါ့သူတို့နိုင်မဲ့ဖဲကိုပဲသူတို့ချိုးထားတာလေဟုတ်လားဒေချာပေါ့ကျွန်တော်တို့ကတော့အမှန်အခုဟိုးရင်တော့ဟိုဟာဖြစ်တဲ့ပါတီတွေလည်းဘာမှမသိတဲ့ပါတီလည်းပြန်ပါလာပြီအဲ့တော့သူကထိတ်ဆုံးကနေဆရာကြီးလုံမယ်အဲ့တော့သူတို့ကပဲနိုင်ပါတယ်ဆိုတဲ့ဟာမျိုးနဲ့ကဘာကိုချပြလိုက်ပြီးဆိုတာနဲ့မြန်မာနိုင်ငံနိုင်ငံသားတွေလက်ရှိ ဖြစ်နေတဲ့ယက်တီမှုလက်ရှိဖြစ်နေရတဲ့အခြေအနေတွေကနေကျုပ်တလုံးကိုတစ်ထောင်ကနေနှစ်ထောင်ဖြစ်သွားမယ် ရွှေဈေးအခု80အဲ85သိန်းလားမသိကနေပိန်100ကျော်သွားမယ်။ American dollar တွေက6000နဲ့9000နဲ့ဖြစ်သွားမယ်။အဲ့ဒီတော့ဒီလိုမျိုးမတရားသဖြင့်ပြည်သူကို အနိုင်ကျင့်တပ်ဖြတ်နေတဲ့စကမမအားလာကိုထောက်ခံပြီးတော့အမှန်ကန်ဝန်းရံပေးနေတဲ့အမှုပညာရှင်တွေကလည်းအများကြီးရှိနေတယ်။ဟာအခုအားလုံးလဲဟိုတလောကအားလုံးသိတဲ့အတိုင်းပဲ emoji လေးပေးတာနဲ့ comment လေးရေးတာနဲ့ဖမ်းတယ် နောက်ပြီးသူတို့ရိုက်ချင်တဲ့သူတို့ရိုက်မဲ့ဝါဒဖြန့်ချီမှာမရိုက်လို့ဆိုပြီးတော့ဟလာခိုယူစစ်ဆေးတယ်ချိန်ချောက်တယ်ပေါ့လေအဲချိန်ချောက်တယ်ဆိုတော့ပြဿနာတွေကအများကြီးလာမှာဒါအခုမှချိန်ချောက်တာအခုမှမဟုတ်ဘူးနော်ဟုတ်ရင်လည်းအားလုံးလည်းထင်းထင်းရှားရှားကိုပြပါဆိုလို့ချင်းဟုတ်ရင်တော့ဆိုကြမယ်ပြောကြမယ်ဆိုတာဒီမြမအတန်ကနေလို့ချင်းအဲရန်အောင်မြင်ပြီးတော့ကျွန်တော်တို့ entertainment ဆိုတာလည်းအများကြီးမရှိဘူးဗျာအဲ့ချိန်တော့ဆိုကြမယ်တော့သချင်းစိုးပြိုင်ပွဲပေါ့ဗျာဟလာအဲ့သချင်းစိုးပြိုင်ပွဲမှာဒါ အစီအစဉ်တင်ဆက်သူအနေနဲ့ကိုမြတ်တာလူရှင်တော်ကိုမြတ်တာလောက်ခဲ့တာကိုမြတ်တာကြောင့်လေကိုမြတ်တာရဲ့စီစဉ်တင်ဆက်မှုလေးဟာတာလေးတွေနဲ့သူ့ရဲ့ style လေးတွေဘာလေးတွေနဲ့ဗျာဒါလေးတွေနဲ့လုံလို့ဒါကြီးကပြောရအောင်အောင်မြင်ခဲ့တာဒါကိုမြတ်တာရဲ့တင်ဆက်မှုတွေကအများကြီးပါတယ်ဆိုကြဆိုပြောအောင်မြင်တာဒီ เนาะအဲ့တော့ကိုမြေတာကလည်းဟိုးအရင်တော့ကဆိုဝစီယာပြားဆက်မှာအမေချွေးမလတ်လတ်လေးတို့မှာဟာလာကွန်တီမြေတာဆိုတဲ့အတွဲနဲ့တွဲပြီးတော့အာဒစ်စကိုရီကလည်းပြုတယ်ဘရိတ်ဒန်နေပါလေနဲ့ပေါ့ဗျာဒါတွေကကြိုက်ခဲ့ကြတဲ့ဟာရဲ့အချိန်နောက်တိတ်မကြခင်မှာခုနဆိုပြောဆိုတာဖြစ်လာတော့အာကိုမြေတာကြီးကိုဝိုင်းပြီးတော့အားပေးကြတဲ့ဟာမှာဆိုပြောဆိုတာဒီပြည်သက်ဒီဂျားထဲမှာမကြည့်မနေရတဲ့အစီအစဉ်တစ်ခုဖြစ်လာပြီးကြီးစုသူအရန်များပြီးကြိုက်ခဲ့တဲ့အချိန်မှာကိုမြေတာစကားလေးတစ်လုံးမှားသွားတာ အဲကျွန်တော်မှတ်မိသလောက်ပေါ့ဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်မှတ်မိသလောက်ပေါ့နောက်ဒီတော့ဗာလဲဆိုအဲ့လာပြီးတော့မေးတဲ့ချိန်မှာအင်တာဗျူးလုပ်ရတယ်မေးရဘယ်ဘာအကြောင်းပညာဘာတက်နေလဲဘာလုပ်နေဘယ်ကလာဆိုတာလဲဘာညာလေးအင်ထရိုလုပ်တဲ့အချိန်မှာကျွန်တော်ဆယ်တန်းဆယ်တန်းအောင်ပြီးပြီလို့ပြောတဲ့ဟာနဲ့တူတယ်အဲကျွန်တော်အမှတ်မမရနော်အဲ့ဒီမှာဟာဒါဆိုတော့ကြောင်းပြီးသွားပြီပေါ့ဆိုပြီးတော့ပြောလိုက်တာအဲ့ဇာခါလေးတခွန်းတော့ ဆယ်တန်းအောင်ပြီးတော့ကြောင်းပြီးသွားပြီပေါ့ဆိုတဲ့ဇကားလေးတခွန်အဲ့ဒီခေတ်ခါတကယ်တော့အဲ့ဒါအဲ့ဒါကတွေးမယ်ဆိုလဲတွေးစရာပေါ့ဗျဒါကြီးအဲ့ဒါအဲ့ဒါကြီးကြီးကြောက်စရာမဟုတ်ဘူးလေဗျာဒါပေမဲ့အဲ့လိုဟာမျိုးကိုမြတ်တာဇကားလေးမှားလိုက်တာတခွန်နဲ့ချက်ချင်းပဲအစီအစဉ်ကိုကိုမြတ်တာကိုနားခိုင်းလိုက်ပြီးညောင်ညောင်ဒီစီဇန်ကိုပါလာတယ်ပေါ့ဗျာပြောညောင်ညောင်နဲ့ကိုမြတ်တာနဲ့အစီအစဉ်မှာတော့ကိုမြတ်တာကိုအားပေးခဲ့တဲ့ပိဋကတ်နဲ့ညောင်ညောင်အားပေးတဲ့ပိဋကတ်ကတော့လုံးဝမတူတော့ဘူးပေါ့လေအဲ့တော့အဲ့တော့ကိုမြတ်တာဒီအိတ်ကနေပြီးလို့ချင်းနောက်နှစ်ပေါင်းများစွာကိုမြတ်တာ ရုပ်ရှင်ဘာလို့မှလုတ်ခွင့်မရတော့အဲ့တော့ရှေ့မှာရိုက်ထားပြီးသားတရုတ်ဆောင်လုတ်ထားတဲ့ကားတွေလည်းစင်စာတင်ခွင့်မရတော့အဲ့ခါကျတော့ပြဿနာတွေပါလဲပရိုဂျူဆာတွေလည်းနစ်နာပေါ့ဗျာအသူ့ရဲ့စာအုပ်နေရည်လည်းနစ်နာရှင်သန်ရက်တီကနောက်တစ်ခါနောက်တစ်ခါခိုင်ခင်ဦးပေါ့ဆိုလိုမင်းသမီးဆိုလိုခိုင်ခင်ဦးပေါ့သူဆိုလို့ရှင်လဲဗျာနှစ်ကြိမ်ရှစ်စုနဲ့တူပါတယ်အဲ့လိုပေါ့စတိတ်ရှိုးမှာဖြော်ပြရင်းနဲ့ဗျာသူကနဲ့သူဗျာအာသူဝတ်ထားတာကလည်းဒူကောင်လောက်စကတ်ပါပဲအ အိန္ဒိယလည်းဟိုလိုလေကျိုးချိုးလိုမျိုးလည်းမဟုတ်ပါဘူးဗျာအဲ့ခက်ကမမတ်ရန်ရန်နေလဲဝတ်ထားတာမျိုးမကြည့်တာဝတ်ထားတာမျိုးလည်းမဟုတ်ပါဘူးဒါပေမဲ့တခြင်းဆိုရင်းနဲ့အဲကာယင်းမျိုးရင်းနဲ့ဒါလေးများဒါလေးများလားမသိဘူးဗျာအဲ့ကာယင်းမျိုးရင်းနဲ့ဗျာအိန္ဒိယနည်းနည်းလေး height တော့ဗျာဆိုရင်းပြူနဲ့မန်ပါတဲ့တွေအိန္ဒိယဘေးကိုကြားတယ်ဗောဗျာကြားတဲ့အချိန်မှာ main ကလေးရဲ့အဲမမြတ်တဲ့ဓာရီမျိုးအဲ့မှာ cameraman ဗောအဓိက cameraman ဗော cameraman ကအဲ့ဒီဟာကိုအသားပေးပြီးတော့ ရိုက်တယ်အဲ့ကင်မရာမင်းဘယ်သူလဲဆိုတာဒါပေမဲ့ဒီနေ့ဒီချိန်ရဲ့ကင်မရာမင်းအသက်ကြီးထင်ရှားရှိနေအောင်မယ်နဲ့တူတယ်ဒါလိုက်လို့ရပါတယ်ထားလိုက်ပါတော့အဲ့ဒါအဓိကပြောချင်ကင်မရာမင်းကအဲ့နေရာကိုအသာပြီးပြီးတော့ရိုက်ပြလိုက်တဲ့အချိန်မှာဒီဟာဘောကပြန့်နှံ့သွားပြီလို့ရှိရင်ဒါပြည်သူကိုဟဲ့လားမဖွယ်မရနဲ့အာဥပပါလဲယဉ်ကျေးမှုကိုစော်ကားတယ်လို့ဘာလို့ညာတို့ကြွက်ကြွက်နေတယ်ဗျာသူ့ကိုလဲတခါအနာပေးလိုက်ပြန်တယ်ဆိုတဲ့ဟာတွေက အခုမှဖြစ်ခဲ့တာမဟုတ်ဘူးဟိုးအရင်တည်းကလုပ်ခဲ့တာအဲ့တော့အခုဆိုပို့ဆိုးတာပေါ့ဗျာအခုဆိုရင်ပို့ဆိုးတယ်ပို့ဆိုးဖြစ်တယ်အခုနအီမူဂျီလေးတစ်ခုပေးတာတောင်မှသူတို့မှတအားကြောက်နေတယ်ပန်းလေးပန်းတာတောင်မှတအားကြောက်နေလက်သုံးချောင်းလေးထောင်တောင်မှတအားကြောက်နေတယ်ဗျာလက်မမထွက်ဖဲနဲ့အိမ်မှာအားလုံး silent လုပ်ပေးတာတောင်မှသူတို့တအားကြောက်နေကြတဲ့အခြေအနေတစ်ခုမှာမာလာရဲ့ဒီလိုမျိုးလူတရားဝင်လူတက်နေတဲ့ကိစ္စတွေကို ထောက်ခံပါတယ်ကျွန်တော်တို့အားပေးပါတယ်လို့ဟိုပေါ်ပေါ်တင်တင် ြောလာတဲ့သူတွေသည်ဟိုတလောကဟာလာခေတ္တမိုင်းကိုဒုံဆိုင်ကြသူများဆိုတော့အဲဝါဒဖြန့်ကားမှာပါလာတဲ့သူတွေကနံပါတ်1ပေါ့နော်အခုအခုတခါအဲ့ဒီရဲ့နောက်ပိုင်းဝေမမှုတွေပြင်းထန်တယ်အာအများကြီးဖြစ်လာကြတဲ့အချိန်နေမှာနောက်ထပ်ဒါဆက်ကမာကနေမဟာလာရဲ့အမိန်နဲ့အတူတူအဲဒီလူတွေကိုဝင်းရံပေးဖို့ဒီလူတွေကိုကာကွယ်ပေးဖို့ဆိုတာတွေဖြစ်လာတယ်လို့နောက်တစ်ခါကျနောက်တစ်ခုကဘာလဲဆိုဒီလူတွေကို ဟလာဒီအုပ်စုရဲ့အစဲခံရအအမုန်းခံရဘလင်းခံရတာပို့ပဲနဲ့တလောကလုံးအစဲခံအမုန်းခံရအောင်လို့ရှင်းပြောသူတို့တွေလည်းအစဲခံတဲ့အတူတည်းမှာအကုန်လုံးတိမ့်ကျုံပြီးတော့တယောက်ကိုလေမင်းကိုကြိုးတကွင်းတကွင်းတကွင်းစီစွတ်ပြီးတော့ဆွဲခေါ်သွားတယ်လို့ပဲအခုဆိုလို့ရှိရင်အနုပညာရှင်တွေကိုရုပ်ရှင်သဘင်ဂီတပေါ့ဗျာစာပေတော့မပါဘူးရုပ်ရှင်သဘင်ဂီတအနုပညာရှင်တွေကိုခေါ်ပြီးလို့ရှိရင်တော့မဖြစ်မနေသူတို့ရဲ့ဝါဒဖြန့်တဲ့ကိစ္စမှာစကားပြောပြရမယ် ပို့စတီတင်ပေးရမယ်ဆိုတဲ့ကိစ္စမျိုးနဲ့အတင်းအာဓမ္မကိုလှုပ်တာဟာလှုပ်တဲ့အချိန်မှာပရမအူဆုံးအနေနဲ့ရိုက်ကူးပြီးသွားတဲ့သူတွေဆင်းထွက်လာပြီဗျအဲ့ဒါကဘယ်သူလဲဆိုပရမဆိုနံပါတ်1ကတော့နော်ဟိုတလောကမှာမင်္ဂလာဆောင်ထားတဲ့ဟိဝင်ရတဲ့စိုးပြည့်သင်းထိတ်ဆုံးကပါလာတယ်နောက်ပြီးတော့လူရှင်တော်ကြီးခင်လိုင်းနဲ့နော်သူကတော့ထိတ်ဆုံးပါပဲသူကတော့လုံးဝကိုရဲရဲတောက်နော်အိုးရင်တော့လည်းလေပဲကြောင်းသေးတွေអော်អော်ခဲ့တယ်အခုလည်းထိတ်ဆုံးကနေပါဝင်တယ်ပေါ့နော်လူရှင်တော်ထဲမှာတော့ အောင်ရဲလင်းအလင်းရောင်ဝုံမုံရွှေကြီးဝုံမုံရွှေကြီးရတော့ဒါပါမှာပေါ့နော်နောက်ပြီးတော့ဒါအေးမြတ်သူခိုင်သိန်းကြီးထရိနာကိုဖွေးဖွေးတိုင်ရွန်ထူးအောင်ညီနန္ဒခင်ဝင်းဝါအလမဲ့သဲစုငင်းရွှေမုံရည်ဒီရွှေထူးကြော်ထက်အောင်စသဖြင့်အများကြီးပဲအမှုပညာရှင်တွေအများကြီးပဲဒါနာမည်ထဲမှာပေးလာတဲ့တဲ့င်းထဲမှာအာပါတော့လောက်ပေါ့လေနောက်ထပ်ဒီလည်းအများကြီးပါပါပါတော့ပါကြီးရရင်လည်း စာညနာတစ်ခုလုံးကြီးပြည့်သွားမှာဆိုတဲ့အတွက်ဒါတော့ပေါ့နော်အဲ့တော့ရိုက်ကူးတဲ့ပုံစံကတော့တဲ့ရိုက်ကူးတဲ့ပုံစံနောက် backdrop backdrop ထောင်ထားပြီးတော့လုံဆောင်တွေကဒီ backdrop ရဲ့ရှေ့မှာရိုက်ကွေးလောက်ရတယ်ဘာတွေလောက်ထားလဲဆိုတော့တဲ့ရုပ်ောက်ပွဲစာသားတွေကိုရုပ်ရတယ်အဲ့ဒီ backdrop ကအဖြူရောင်နောက်ခံကျွန်တော်နောက်ကလို့အဖြူရောင်ဒါပေမဲ့နောက်မှာရေးထားတဲ့စာသားတွေကအစိမ်းရောင်နဲ့ရေးထားတယ်တဲ့အစိမ်းရောင်ကအကြောင်းစိမ်းနဲ့ရေးထားတာအဲ့တော့ဆိုလိုတာကဆောင်ဘုတ်ဆိုတာမျိုးက အနီရောင်နဲ့ရေးထားတာများသောအားဖြင့်เนาะအဖြူမှာအနီနဲ့ရေးမယ်ဟာလာအနီမှာအဖြူနဲ့ရေးမယ်စသည်ဖြင့်ဒီလိုမျိုးတွေလောက်ကြတဲ့အချိန်မှာတို့ကလောဝအဖြူမှာတဲ့အစိမ်းရောင်နဲ့เนาะအစိမ်းရောင်လိုကိုစာသားတွေကိုတဲ့အဲပြောရတယ်ပေါ့เนาะဆိုရတယ်တို့ပြောတဲ့ဟာတွေပြောတယ်အဲ့တော့ပြောလိုက်တာ ਨੇ ဗျာအယောင်ကအစိမ်းရောင်ဖြစ်တဲ့အတွက်အစိမ်းရောင်ကိုထောက်ခံဖို့အစိမ်းရောင်ကိုဝန်းရံဖို့အစိမ်းရောင်တွေလွှမ်းခြုံနေဖို့ဆိုတော့ကိစ္စကတန်းပြီးတော့ဒါအကြံဖွင့်ဖို့ပဲထောက်ခံမယ်တန်းဖွင့်ဖို့ပဲ မဲပေးဖို့ပြောတယ်ဆိုတဲ့သဘောမျိုးတက်ရောက်တဲ့ပုံစံမျိုးလောက်ထားတယ်တဲ့အဆိုတော်တွေဘက်ကတော့တဲ့တပင်တပင်အဆိုတော်တွေနဲ့တပင်ပေါ့ခုနရုပ်ရှင်ရုပ်ရှင်ကိုတော့အတကုံမဲတာပေါ့ရုပ်ရှင်ကကြတော့သူတို့ဘာကြောင့်ရုပ်ရှင်ကိုမဲလဲဆိုဟိုရင် NLD ခစ်တုံးက NLD အောင်နိုင်ရေးတွေလုတ်ခဲ့တဲ့အချိန်မှာရုပ်ရှင်တမားတွေဂီတတမားတွေအများဆုံးပါလာအောင်ပါတဲ့အချိန်မှာသူတို့တွေကိုအရင်မဲတယ်မဲပြီးတော့သူတို့တွေက အဲဒီ NLD နိုင်ပြီးတဲ့နောက်ပိုင်းမှာတို့ဝါဒဖြန့်ချီရေးအတွက်ကိုမီဒီယာတွေကိုတင်ကြုံပြီးတော့မိုနိုပိုလိုက်လုပ်ဖို့အတွက်ထုတ်လို့ရည်တွေဖွဲ့တယ်ဖွဲ့ပြီးပြီဆိုတာနဲ့အဲ့ဒီထဲမှာရုပ်ချက်သမားတွေကိုငွေကြေးတွေအများအများပေးမယ်ရပိုင်ခွင့်တွေပေးမယ်လုပ်ပိုင်ခွင့်တွေပေးမယ်အဲပေးပြီးလို့ရှိရင်တို့တွေကိုငွေနဲ့ဖိလိုက်တာပေါ့နော်ငွေနဲ့ဖိပြီးတော့တို့တွေရဲ့လူတွေဖြစ်ရုံထွက်လို့မရအောင်အချီပြီးတုပ်ပြီးလှုပ်ထားလိုက်တယ်လှုပ်ထားလိုက်ပြီးပြီဆိုတော့မှ အော်တော့အခုလက်ရှိဝါဒဖြန့်နေအခုဒီနေ့တစ်ချိန်မှာအာဏာပြန်သိမ်းမယ်ဆိုတဲ့အိက္ခာမျိုးတွေကလည်းသူတို့ငကိုတွေကရှိထားပြီးသားပဲဖြစ်လာခဲ့လို့ရှိရင်သူတို့လူအနေနဲ့ယုံထလို့မရသူတို့ဘက်မှာပါအောင်ဆိုတဲ့ပုံစံမျိုးနဲ့စနစ်တကျနဲ့ကြိုတင်ပြင်ဆင်ခဲ့တာတွေရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကအဲ့ဒီလူမျိုးလုတ်ခဲ့တဲ့အတွက်ရုပ်ရှင်သမားတွေကိုလုံးဝအဓိကတာဂက်ထားတယ်ရုပ်ရှင်သမားတွေမပါပါအောင်ကိုစီယုံနဲ့အကြောက်တရားနဲ့ပဲဘလို့ပဲဖြစ်သူတို့ရှိမှာပါဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးနဲ့စီယုံပြီးတော့လုပ်နေတယ် ဲ့တော့အဲ့ဒီအဲမှာမှာเนาะအဆိုတော်တွေနဲ့အဲဂုဏကအဆိုတော်တွေနဲ့တပင်ကလူတွေကိုတော့ဒါမြမအတန်အတောင်းဝင်ရှိတဲ့လူတွေကနေရိုက်ကူးပေးနေပြီးတော့ရှင်ရင်เนาะရိုက်ကူးပေးနေတယ်ဟိုးရင်တော့ဆိုလို့ရှင်ဗျာရုပ်ရှင်နဲ့နိုင်ငံရေးနဲ့ဆိုလို့ရှင်လုံးဝမပတ်သက်ဘူးအဲနိုင်ငံရေးဆိုရင်လုံးဝစိတ်ဝင်စားမပတ်သက်ဘူးဆိုတော့ကျွန်တော်တို့မိတ်ကပ်မကြိုက်တဲ့သူများဆိုပြီးတော့ရုပ်ရှင်လောကကအဲစင်ပေါ်တက်ပြီးတခြင်းစုံနေတဲ့လူတွေကိုတခြင်းတစ်ပုတ်နဲ့ အဲတခြင်းတပုတ်နဲ့ဆိုပြပြီးတော့ဒါအောင်မြင်ခဲ့တဲ့ဒါအဆိုတော်အဆိုတော်ကြီးဝေလာပါလေဝေလာကလည်းဒီစီဒီကိစ္စမှာဒါထဲထဲဝင်ဝင်ပါဝင်ပြီးတော့အလုပ်နေတယ်လို့လည်းကျွန်တော်တို့သိရနောက်ပြီးတော့ဒီဝါနာဖြန့်ချီဒီစတဲ့ရဲ့ဟာတွေကိုအမြဲတမ်းနောက်ခံနေစစ်ကားတွေရိုက်ပေးနေတဲ့ဟိုရင်တော့အမ်ဒင်တန်းဦးပေါ့လေအခုနောက်ပိုင်းတော့သူ့နေရာကိုဝင်သွားဟိုပြီးအဲ့နောက်ပိုင်းမှာဝင်ဝင်မိုင်းညို့ပေါ့ဝင်မိုင်းညို့ရဲ့နောက်ပိုင်းကိုဝင်သွားတာတင်းအောင်ဆိုးပေါ့ တရားဆိုတော့အခုအိတ်ကားတွေကိုတောက်လျှောက်ရိုက်ပေးနေတယ်ရိုက်ပေးနေရိုက်လဲရိုက်ပြသူကလည်းသူကလည်းစစ်သားကိုဒီကားတွေရိုက်ပြီးအကယ်ဒမီတွေနဲ့ပါလဲဟိုယာတုတွေလည်းတိုးသွားပြီဆိုတော့ဒီကားတွေကိုသူကဒီဇိုင်းမမအင်အားတက်ပို့လို့မှာပေါ့လေအဲ့တော့ဇာကား quality ကောင်းမို့တဲ့ဆိုပြီးတော့ဖလပင်းက DOB ကိုခေါ်ပြီးတော့ရိုက်အောင်မှာတဲ့မခံကျင်စိတ်တွေနဲ့သူတို့စူးစမ်းကြမှာပေါ့လေအဲ့တော့ DOB ခေါ်ရိုက်နိုင်ငံခြား DOB ခေါ်ရိုက်လိုက်တာနဲ့ရုပ်ရှင် quality ရုပ်ရှင်အဆင့်တန်းမြင့်သွားမယ်လို့ထင်နေတဲ့သူတွေကလည်း ရှိနေတယ်ဆိုတော့လေကောင်းပါတယ်မြန်မာရုပ်ရှင်လောကလေအဲ့တော့အဲ့အဲ့ထဲမှာမှအဓိကတော့ဒီခုနဝါလာဖြန့်တဲ့ကိစ္စတွေနောက်က background အဖြူမှာအစိမ်းရောင်နဲ့ရိုက်တဲ့ဟာတွေကိုအဓိကရိုက်ကူးပေးနေတဲ့ဒါရိုက်တာက၄ယောက်ရှိပါတယ်ထိတ်ဆုံးကနေအတက်ကြဆုံးပါဝင်နေတဲ့ဒါရိုက်တာကတော့ဒါရိုက်တာဝိုင်းပေါ့ပြီးလို့ရှိရင်ဝင်းလင်ထွက်ပြီးတော့ဒါရိုက်တာဘီးပွားနဲ့အော်ရတာတို့တွေအဲ့တော့အရင်တုန်းကဆိုလို့ရှိရင်တော့ဒါရိုက်တာဝိုင်းတို့အော်ရတာတို့ဆိုတာကတော့ NDA ရဲ့အွန်လိုင်းရေးကိစ္စတွေမှာ အထက်ထဲဝင်ထိတ်ဆုံးကနေအရေးတောက်ဆုံးဟိုနေရာနေပါဝင်ပြီးတော့ဆွမ်းဆွမ်းတမန်လောက်ခဲကြတော့အန်ဒီယုံအန်ဒီရဲ့အမာခံဟိုဟာဒီပေါ့ဒါရိုက်တာတွေပေါ့နော်အဲ့တော့ဦးမီဘွားကတော့ငကိုရေကသူ့ရဲ့ရက်တီဘူးကတော့တည်ထားပြီးသားဖြစ်တဲ့အတွက်တော့ထားလိုက်ပါတော့သူကတော့နော်ပြီးတော့အဓိကတော့ဒီနောက်ပိုင်းမှာတော့ဝင်းလင်ထက်ကတော့ဒါဒီဘက် ဝါဒဒီဘက်ခေအာနာသိမ့်ပြီးနောက်ပိုင်းအန်ဒီအောင်နိုင်ရေးပြီးနောက်ပိုင်းမှာဒီမဟာလာရဲ့တမီးရဲ့ဒီမီဒီယာတွေကနေမှဇကားတွေအများကြီးထုတ်လို့ရိုက်ကူးပြီးအကယ်ဒမီတွေလည်းရခဲ့တဲ့ဒါဟိတာဖြစ်တယ်ဒါ तू ကတော့မပါသေးအောင်အကြောင်းမရှိတဲ့အတွက် तू ကတော့အာပါမှာပေါ့လေအဲ့တော့အဓိကတော့အအတက်ကြွဆုံးကတော့ဒါဟိတာဝိုင်းကတော့အတက်ကြွဆုံးလို့တည်င်းပေးထားတာလေးရှိပါတယ်အဲ့တော့ တချို့တွေကသေုပ်ဆောင်တွေကကြတော့တချို့ကပြောတာပြောရတယ်ကြောက်လို့သာလားပြောရပေမဲ့သူတို့တွေရဲ့စိတ်ပိုင်းဆိုင်ရာကအဆင်မပြေဘူးပေါ့လေဒီတိုင်းပဲဒီတိုင်းပဲပြောလိုက်တယ်ပေါ့ဆိုတာတော့မရဘူးလေအိုင်တင်တွေကအဲ့လိုမလို့နဲ့တက်ကြွပြီးတော့ပြောတဲ့ဟာမျိုးပြောပါဆိုတာအဲ့လိုမျိုးသေုပ်ဆောင်တွေကိုလုံးဝရင်ထဲအသေးတဲ့လိုက်လိုက်လဲလဲနဲ့ကိုထောက်ခံနေပါဆိုတော့ပုံစံမျိုးမဖြစ်ဖြစ်အောင်ကို pressure တွေပေးပြီးတော့ အာသူကလုံးဝဟိုဟိုပေါ့လုံးဝဟိုညွန်ကြားနေတာတွေ့ရတယ်အဲ့တော့ဟို NLD ခေတုံးကလည်းဟလာ NLD ရဲ့ရုပ်ရှင် တွေ NLD ရဲ့ခေတမိုင်းဟိုခေဝင်ထန်ခေလန်းကိုရှောက်ချသူများဆိုလို့ရှိရင်လည်းလုံးဝရေရေတောက်ပါဝင်ရိုက်ကူးခဲ့တဲ့အဲဒါရိုက်တာကလည်းအခုလက်ရှိဒီဘက်မှာလည်းဒါဒါရိုက်ကူးနေတယ်ဆိုတဲ့ဟာလေအာဂျိုမန်တန်နဲ့ရိုက်ကူးနေတယ်လို့လဲဒါသတင်းတွေပေးရတယ် ပေးပါတယ်ဒါဒုတိယအတက်ကြွဆုံးကတော့အတက်ကြွဆုံးကတော့ဒိုက်တာဝိုင်းကတော့အတက်ကြွဆုံးဒုတိယအတက်ကြွဆုံးကတော့တဲ့အကယ်ဒမီတွေရနေတဲ့ဝန်လင်ထက်ဖြစ်ပြီးတော့တဲ့ဂျန်နဲ့ဂျန်နဲ့နောက်ထပ်နှစ်ယောက်ကတော့အဟိုပါဘီဘွားနဲ့အော်ရတာပဲဖြစ်တယ်တဲ့ပြီးတော့အဲ့တော့ ပြောချင်တာကနောက်နောက်တစ်ခုကကြတော့အဲနောက်အဲမီဒီယာအမေရိကန်ဂျော်မျိုးမင်းကလည်းတဲ့အဲ့ဒီကနေတဆင့်ပြီးတော့ပြန်ကြားရေးကရောသတင်းအတွင်းသတင်းတွေတေချာပေးပြီးတော့သူတို့တွေကိုချိန်ချောက်ဖို့ဖမ်းဆီးဖို့အတွက်ကိုသူကတစ်ဖက်လက်နဲ့အဲလှုံ့ဆော်ပြီးတော့တစ်ဖက်လက်နဲ့ pressure ပေးပြီးတော့မြောက်ပေးနေတဲ့ပုံစံမျိုးတွေလည်းဒါတွေ့ရဒါကတော့ပြန်ကြားရေးနဲ့ဂျော်မျိုးမင်းနဲ့ပေါင်းပြီးတော့ရုပ်ရှင်သမားတွေကို ထိုးထည့်နေတာပေါ့နော်စစ်မှုထမ်းမှုသွားတို့သူတို့တွေကဘာမလုပ်ဘူးလားတို့သူတို့တွေကအလုံးအောင်ညှော်ပေးနေတာညှော်ပေးနေတာတွေပေါ့ဒါလို့ဟာမျိုးတွေကလည်းတော်တော်များများတွေ့ရတယ်နောက်ပြီးလို့ရှင်ရင်တော်တော်များများတွေ့ရတဲ့အတွက်ကြောင့်မလို့ဒီအမှုပညာဓမ္မတွေကလည်းအဲအလုံးကပြောရတော့ထဲထဲဝင်ဝင်ကိုပဲမင်းအောင်လိုင်းရဲ့ဒီဝါဒဖြန့်တဲ့ကိစ္စမှာပါဝင်တဲ့သူကလည်းတတ်တတ်ပေါ့နော်အဲလုံးဝကိုပဲ မဖြစ်မနေရကြောက်လို့ပါဝင်ရတဲ့သူတွေကလည်းတော်တော်များများရှိနေကြတယ်ဆိုတော့အဲအဲ့တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကကိုယ့်ရဲ့အနာဂတ်ပဲဆိုသလိုပဲအချိန်တွေကတော့အများကြီးနောက်ကျခဲ့ပြီလို့ပြောရမှာပေါ့ဗျာအဲ့တော့အားလုံးကတော့ကိုကိုထမင်းကိုစားပြီးတော့ကိုယ့်ဟာကိုကိုယ့်ဟာကိုရှာစားရတာပဲဆိုပေမဲ့တကယ်တကယ်ကိုကိုရှာတဲ့အဲပတ်စံလောက်လောက်လာလာနဲ့တန်ကြီးရှိရှိသုံးတန်ရဲ့လား အကိုရဲ့ရှင်တန်ရက်ဒီချက်ကအေးချမ်းချမ်းနဲ့နောက်ကျောလုံးလုံးနဲ့တွာလာနေထိုင်စားတောက်လို့ရရဲ့လားအကိုစိတ်ကုမဲ့စေးအခုဆိုရင်စေးဝယ်ဖို့အတွက်တောင်မှအဝေချန်တိုင်းဝယ်လို့မရဘူးအစားတောက်ဆိုလည်းဝေချန်တိုင်းဝယ်လို့မရတော့တဲ့အခြေအနေမျိုးတွေဖြစ်သွားတယ်ဆိုတော့အဲ့တော့ကိုရှင်တန်ရက်ဒီနေတာနေရတဲ့ဘဝကိုယ့်ကိုယ်တော့ရှာစားရတာဘယ်သူမှတော့လာမပေးပါဘူးအဲအဲ့တော့ကိုချာကိုရှာစားရတယ်ဆိုပေမဲ့လည်းကိုရှာဖွေစားတောက်ရတဲ့ ကိုယ့်ရဲ့လုံအားနဲ့ရတဲ့ဟာဒီကိုတကယ်တမ်းလောက်လောက်ငါငါစားနိုင်ရဲ့လားလုံလုံဂျုံဂျုံအေးအေးချမ်းချမ်းနောက်ကျောအေးအေးနဲ့ခေါင်းပြပြအိပ်ပြီးအိတ်နိုင်ရဲ့လားစားနိုင်ရဲ့လားဆိုတာကအရေးကြီးတာလေအခုအားလုံးကမဲပေးလိုက်မယ်အဲသူတို့တွေကိုထောက်ခံလိုက်မယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့ဘဝကဒီတက်ပိုဆိုးအောင်မှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအာနာရှင်ဒီအာနာရှင်ဆိုတာစစ်တပ်ဒီ နိုင်ငံရေးမှာလုံးဝပတ်သက်လို့မရပါဘူးစစ်တပ်ဆိုတာကနိုင်ငံကိုကာကွယ်ဖို့ပြည်သူ့အချို့ချာအာဏာကိုဆောင်ရှောက်ဖို့နဲ့ပြည်သူတွေရဲ့အသက်အန္တရာယ်ကိုကာကွယ်ဖို့ပါတိုင်းနာဘာသားတွေရဲ့အန္တရာယ်ကနေကာကွယ်ဖို့ပါကျူးကျော်မှုတွေကကာကွယ်ဖို့ပါနိုင်ငံရေးမှာစစ်တပ်ပါပြီဆိုတော့အဲ့နိုင်ငံပြတ်တာပါပဲအဲ့တော့ဘယ်နိုင်ငံကိုပဲကြည့်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 ပါနိုင်ငံရေးမှာစစ်တပ်ကပါပြီဆိုတော့လည်းပြတ်တာပါအရင်တော့ဆိုရင်စစ်တပ်ကနေပြီးလို့ချင်းအဲဘတ်လိုက်ပါတီတွေကိုဘတ်လိုက်ခဲ့တာတွေရှိတယ် အိုးအရင်တော့ဒီမဲပါတီကိုပတ်လိုက်နောက်ပိုင်းကျလဲကြအောင်စစ်တပ်ကနေမှအဲ့ထွက်လိုက်ပြီးလို့ရှိရင်စစ်တပ်ကနေထွက်လိုက်ပြီးလို့ရှိရင်မှသူကမြမဆိုချယ်လေးလမ်းစဉ်ပါတီဆိုပြီးလို့ရှိရင်အဲဦးနေဝင်ကနေဦးနေဝင်ကိုပဲအာနာလွှဲပေးပြီးတော့ဟာအာအာနာသိမ်းခဲ့တယ်အာနာသိမ်းပြီးတော့ဟာမြမဆိုချယ်လေးလမ်းစဉ်ပါတီဆိုတာကြီးကိုဆက်လုပ်ခဲ့တယ်အခုလဲအဲ့ပုံစံပဲမဟာလာဆက်လုပ်မှာဖြစ်တယ်အဲ့တော့သူတို့တွေကစစ်စစ်တပ်ဒီဟာအုပ်ချုပ်ရေးတွေကိုလဲပါလာတယ် အစအစအရာရာအားလုံးကိုပါလာပြီးဝင်ရှုပ်နေပြီဆိုတော့နိုင်ငံကဘယ်တော့မှကောင်းမှာမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့အခွင့်အရေးတွေမြန်မာနိုင်ငံငံသားတွေရဲ့ရပိုင်ခွင့်တွေကိုအပြည့်အဝရကျင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာစစ်တပ်မရှိမှဖြစ်မယ်ဒါကိုပြည်သူတွေအနေနဲ့သိထားဖို့လိုပါတယ် ျွန်တော်နိုင်ငံရေးသမားမဟုတ်ပါဘူးအဲကျွန်တော်ကပြည်သူကိုပြည်သူနဲ့အတူတူတသားတည်းရက်တည်တဲ့အာဏာရှင်ကိုမလိုချင်တော့အမှုပညာသမားတယောက်သားလည်းဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အဲတွေးအတွေးတွေကျွန်တော်တို့ရဲ့အဲဆုံးဖြတ်ချက်တွေကျွန်တော်တို့ရဲ့ခံယူချက်တွေခိုင်မာနေဖို့လိုတယ်မှန်ကန်နေဖို့လည်းလိုပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေရာကနေပြည်သူတွေကို remind လုပ်ခြင်းလည်းဖြစ်ပါတယ်အဲ့တော့ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ကပြည်သူတွေရဲ့အနာဂတ်ပါပဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများ ဒီအခက်အခဲဒီအကြက်တဲနဲ့ဒီဒုက္ခတွေကနေစစ်ကောင်စီဒုက္ခတွေရတယ်အများဆုံးကင်းလွတ်နိုင်ကြပါသည်ကင်းလွတ်ဖို့အတွက်ဆိုလို့ရှင်လဲအာနာရှင်ကိုရောက်တဲ့ပုံစံရတဲ့နီးတွေနဲ့ကျွန်တော်စန့်ကျင်နေဖို့လိုပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်တောကပြပါလာဘေးမသာမဲ့လောကမှာထားရအေးချမ်းကြပါစေဗျာအာမင်